အခုဆိုရင်တော်တော်များများကျွန်တော်တို့ AI ကိုသုံးလာကြပြီပေါ့နော်အဲ့တော့စီးပွားရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ចောင်းသားတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ AI ကိုသုံးလာတယ် တော့ဒီနေ့မှာပြောချင်တာကလေကျွန်တော် AI သုံးတဲ့အထဲမှာကျွန်တော်တို့အများဆုံးသိကြတာပေါ့နော် GC AI GC AI ဆိုလို့ရှိရင်ဒါမြန်မာလိုမေးတယ်ဆိုလို့ရှိရင်ဒါသူ့အနေနဲ့မြန်မာစကားကိုပို့ပြီးနားလည်တယ်ပို့ပြီးတော့ဒါပို့ပြီးတော့မြန်မာတွေနဲ့ပို့ပြီးတော့ရင်းနှီးဖြစ်တယ်ပေါ့နော်သူဖြေတဲ့အဖြေတွေသူရှာပေးတဲ့ຢာတွေကပို့ပြီးတော့နှီးဆက်တယ်မြန်မာတွေကိုမြန်မာစကားတွေပို့ပြီးတော့အာနှီးဆက်တယ်ဆိုပြီးတော့ဒီ GC ကတော့နှမဲကြီးတယ်ပေါ့နော်မြန်မာလူမျိုးတွေတော့ဒါပေမဲ့လေနောက် AI တစ်ခုတစ်ခုရှိတယ်ပေါ့နော်အိုး Gemini AI ပေါ့သူက Google ကထုတ်တဲ့ AI ပေါ့ အဲ့ဒီ Gemini AI ကလေကျွန်တော်တုံးကြည့်ရတလောက်ကျေ DC ထက်ပို့ပြီးတော့အာမြန်လဲမြန်တယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့လေကောင်းတယ်ပြီးတော့တခြားတခြားတော့ဒီပုံလေးထုတ်မလားပေါ့နော်အဲ့ဒါကြီးလေအများကြီးထည့်ပေးထားတာတွေ့ရတယ်ပေါ့ကျွန်တော်အခုလောလောဆယ်တုံးကြီးကြည့်ရတာကတော့ Gemini ကိုတော့ကိုယ်နဲ့ friendly တော့ဖြစ်နေပေါ့နော်အာအဲ့တော့ဒီ ဒီစစ်ထက်ဒီဂျမလိုင်းကပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့တုံးပြရတာပို့ပြီးတော့လည်းလွယ်ကူတယ်ပြီးတော့ပုံနေလဲထုတ်လို့ရမယ်ပြီးတော့သူ့ကိုကျွန်တော်တို့ကဒီတက်တွေအများကြီးရှိတယ်စာရေးခိုင်းလို့ကွန်တက်တွေရေးခိုင်းလို့ရတယ်เนาะအများကြီးပဲသူ့မှာလုပ်ပေးထားတာလေးရှိတယ် အဲ့တော့ကျွန်တော်ကအခုလောလောဆယ်သုံးကြည့်နေရတော့ဒါဂျမနိုင်းကအကောင်းဆုံးပဲလို့ထင်တယ်ပေါ့နော်ဒီနှစ်ခုနိုင်ချင်နိုင်ပြီမဆိုရင်တော့ဒီ DC တဲ့ဂျမနိုင်းကပို့ပြီးတော့ကျွန်တော်တို့ကောင်းနေပေါ့နော်အဲ့တော့ basic တော့ဒီဂျမနိုင်းနဲ့ DC နဲ့သုံးကြလာပေါ့နော်ဟို DC ပဲသုံးနေလာတာ DC ပဲသုံးနေတယ်ဆိုရင်တော့ကျွန်တော်ဂျမနိုင်းကိုသုံးဖို့အကြံပေးရှင်တယ်အဲပေါ့နော်အဲ့တော့နှစ်ခုလုံးသုံးတယ်ပဲဟာပို့ပြီးကောင်းလဲကိုယ့်မှာရေခက်လို့ရရေခက်ပြီးပါဦးခင်ဗျအဲ့တော့အစိုးရကြည့်ပြီးတော့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျ